ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ရှမာရိအမျိုးသမီးတစ်ယောက်အားဖြင့်များစွာသောသူတွေဟာယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ကိုကြားနာခွင့်ရရှိခဲ့ပြီးယုံကြည်လာကြတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ တပည့်တော်ရင်ရှူဂါမျိုးတွေကနဲ့အစားအစာဝယ်ပြီးပြန်လာတော့ယာကုပ်ရဲ့ရေရင်းမှာရှမာရိအမျိုးသမီးနဲ့ယေရှုစကားပြောနေတာကိုတွေ့လိုက်ရပါတယ်။တပည့်တော်တွေရောက်လာတဲ့အခါအမျိုးသမီးကရေအိုးကိုထားခဲ့ပြီးမျိုးရဲကိုဝင်သွားပါတယ်။အမျိုးသမီးကရှူဂါမျိုးတွေရောက်တာနဲ့ယေရှုပြောခဲ့တာတွေကိုအခြားသူတွေကိုပြန်ပြောပြပါတယ်။သူကအစ်မလုပ်ခဲ့သမျှအားလုံးကိုအတိအကျပြောနိုင်တဲ့သူကိုတွေ့ခဲ့တယ်လို့ပြောပါတယ်။ပြီးတော့အခြားသူတွေရဲ့တည်ခြင်းစိတ်ကိုနှိုးဆွတဲ့အနေနဲ့သူဟာခရစ်တော်များလားမသိဘူးလာကြည့်ကြပါအောင်ဆိုပြီးပြောလိုက်ပါတယ်။ ဒါနဲ့မျိုးတွေကလူတွေကယေရှုကိုလာတွေ့ကြပါတယ်အဲ့ဒီချိန်မှာတပည့်တော်တွေကယေရှုကိုအစာစားဖို့တိုက်တွန်းကြပါတယ်ဒါပေမဲ့ယေရှုကမင်းတို့မသိတဲ့အစားစရာငါမှရှိတယ်လို့ပြောလိုက်ပါတယ်တပည့်တော်တွေကသူတို့ပြန်မလာခင်ယေရှုကိုတယောက်ယောက်ကစားစရာယူလာပေးလို့များလားဆိုပြီးအချင်းချင်းမေးမြန်းကြပါတယ်ဒါနဲ့ယေရှုကငါ့ကိုဆေလွတ်တဲ့အရှင်ရဲ့အလိုတော်ကိုစောင့်တာသူခိုင်းထားတဲ့အလုပ်ကိုပြီးစင်အောင်လုပ်တာငါအတွက်စားစရာပဲဆိုပြီးရှင်းပြလိုက်ပါတယ် အခုကစားပြီးလေးလလွန်ရင်စပားရည်ရကာလဖြစ်လိမ့်မယ်လို့မင်းတို့ပြောတတ်ကြတယ်မလားတကယ်တော့ယေရှုပြောတဲ့အလို့ဆိုတာကောင်းနိုင်ရိတ်သိမ်းခြင်းကိုပြောတာမဟုတ်ပါဘူးဒါနဲ့ယေရှုကလေကွင်းကိုလမ်းမျောကြည့်လိုက်ပါရိတ်စရာစပားတွေမှဲ့ဝင်းနေပြီရိတ်သိမ်းသူတွေကလည်းလောကကိုရနေတယ်လို့အသီးအနှံကိုလည်းစုသိမ်းနေကြတယ်အဲ့ဒီအသီးအနှံတွေဟာသာရသက်ကိုအမွေရမဲ့သူတွေပဲဒါကြောင့်မျိုးကျဲတဲ့သူရောရိတ်သိမ်းတဲ့သူပါပျော်ရွှင်ကြတယ်လို့တပည့်တော်တွေကမိန့်တော်မူပါတယ်ရှမာရိရဲ့မျိုးသမီးက ကျွန်မလုတ်ခဲ့သည်မသူအတိအကျပြောနိုင်တယ်လို့သက်သေခံတဲ့အတွက်ရှုခါမြို့သားအတော်တော်များများယေရှုကိုတည်ဝင်ယုံကြည်လာကြပါတယ်။ဒါကြောင့်ယေရှုစီကိုလာပြီးသူတို့စီမှာတဲခိုဖို့ထပ်ပြီးတော့တွင်တင်ပေးဖို့တောင်းပန်ကြပါတယ်။ယေရှုကလည်းလက်ခံလိုက်ပြီးရှမာရိပြည်မှာနေရနေလိုက်ပါတယ်။နောက်ထပ်ရှမာရိလူတွေအများကြီးလည်းယေရှုတွင်တင်တာကိုကြားနာရလို့ယုံကြည်လာကြပါတယ်။အဲဒီအခါသူတို့ကရှမာရိအမျိုးသမီးကိုဒီတခါမင်းပြောလို့ငါတို့ယုံတာမဟုတ်ဘူးနော်။ကိုရန်ကြားလို့ယုံတာ ။ "तू ဟာတကယ်ပဲလောကကိုကယ်တင်မဲ့သူဆိုတာငါတို့သိပြီ"လို့အမျိုးသမီးကိုပြန်ပြောပါတယ်။ခရစ်တော်အကြောင်းဘလို့တသက်ခံရမယ်။နားထောင်သူတွေပိုစိတ်ဝင်စားလာအောင်တီးချင်စိတ်ကိုဘလို့နှိုးဆပေးရမယ်ဆိုတာနဲ့ပတ်သက်ပြီးရှမာရိအမျိုးသမီးဟာပုံသက်ဒီကောင်ပြခဲ့ပါတယ်ခင်ဗျာ။အဆုံးအထိနားထောင်ပေးတဲ့အတွက်ဂျေဇုတင်ပါတယ်ခင်ဗျာ။